ါပါရှင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာကုမ္ပဏီထောင်စီးပွားရေးလုပ်သူတွေအားလုံးကဗန်စီရင်တွေနဲ့နေရက်လိပ်စာအမှန်တွေပေးပို့ရမှာဖြစ်ပြီးတကယ်လို့မလိုက်နာခဲ့ရင်ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်ဥပဒေတွေနဲ့စီစစ်အရေးယူမယ်လို့စစ်တပ်ကထိန်းချုပ်ညွှန်ကြားထားတဲ့အပြင်တော်လှန်ရေးတပ်ဖွဲ့တွေကိုငွေကြေးနဲ့ကုန်ပစ္စည်းတွေကူညီမထောက်ပံ့ကြဖို့ UMFCCI ကကုမ္ပဏီတွေကိုတတိပေးထားပါတယ်။ NUG ဆိုရအနေနဲ့ဒေတာလိုက်ထွက်ပေါ်လာတဲ့နိုင်ငံရေးအစီအမံတွေကိုအားပေးထောက်ခံပြီးဂန္ဓာအသီးသီးမှပူပေါင်းဆောင်ရွက်သွားမယ်လို့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းပြောတဲ့သတင်းအပါအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မြန်မာနိုင်ငံမှာကုမ္ပဏီထောင်ပြီးစီးပွားရေးလုပ်တဲ့သူတွေအလုံးကိုဗန်စင်းတွေနဲ့အမှန်တကယ်နေထိုင်တဲ့နေရက်လိပ်စာတွေကိုစစ်တပ်လက်အောက်ခံဝင်ကြီးဌာနတွေကိုပေးပို့ရမှာဖြစ်ပြီးတကယ်လို့မလိုက်နာခဲ့ရင်ငွေကြေးခွာချမှုနဲ့အကြမ်းဖက်ဥပဒေတွေနဲ့စီစစ်အရေးယူမယ်လို့စစ်တပ်ကညွှန်ကြားချက်တရက်ကိုတနေ့ကထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ကတနေ့ကထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာကုမ္ပဏီထောင်ထားသူတွေအားလုံးမှတ်ပုံတင်အရာရှိစီကိုဗန်စင်ရင်တွေကုမ္ပဏီရုံးခန်းလိပ်စာအမှန်တကယ်မြေပြင်မှာရှိကြောင်းရဲစခန်းထောက်ခံချက်ကုမ္ပဏီဒရိုက်တာတွေရဲ့အမှန်တကယ်နေထိုင်တဲ့လိပ်စာနဲ့ရဲစခန်းထောက်ခံချက်နိုင်ငံသားသားဆိုရင်တက်ဆိုင်ရာလိုအပ်တဲ့အထောက်အထားတွေကုမ္ပဏီမှာပါဝင်သူတွေရဲ့လိပ်စာနဲ့ရဲစခန်းထောက်ခံချက်တွေတင်ပြရမယ်လို့သိရပါတယ် ဒါအပြင်ကုမ္ပဏီတွေအတွင်းမှာပိုင်ရှင်တဲ့ driver ပြောင်းတာအစုရှယ်ယာလွှဲပြောင်းတာယာဒူးကနေအနားယူတာတွေအပါအဝင်ကုမ္ပဏီရေးရာကိစ္စတွေကိုအပြောင်းလဲလုပ်ရင်လဲအထောက်ထားတွေနဲ့အတူမှတ်ပုံတင်အရာရှိစီကိုချက်ချင်းအကြောင်းကြားရမယ်လို့စစ်တပ်ကဆက်လက်ညွှန်ကြားထားပါတယ်မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင်နေကြတဲ့ကုမ္ပဏီတွေအနေနဲ့သက်ဆိုင်ရာဝင်ကြီးဌာနဦးစီးဌာနကချမှတ်ထားတဲ့ဥပဒေ နီးဥပဒေညွန်ကြားချက်နဲ့လုံထုံးလုံနည်းတွေကိုလိုက်နာကြရမှာဖြစ်ပြီးပြက်ကွက်မှုတစုံတရာရှိခဲ့ရင် လိုအပ်တဲ့အရေးယူမှုတွေကိုဆောင်ရွက်မယ်လို့သိရပါတယ်။ဒါအပြင်ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ဆက်ဆက်တဲ့စီစဉ်မှုတွေကိုလည်းလှုပ်ဆောင်သွားမယ်လို့စစ်တပ်ကကြေညာထားပါတယ်။စစ်တပ်လက်အောက်ခံမြန်မာနိုင်ငံကုန်တယ်တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်တွေအသင်းချုပ် UMFCCI ဥက္ကဋ္ဌအေဝင်းကလည်းစီးပွားရေးကုမ္ပဏီတွေအနေနဲ့အကြမ်းဖက်အဖွဲ့တွေလို့စစ်တပ်ကသုံးနှုတ်ဖော်ပြထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကိုငွေကြေးလူဒန်းနာကုန်စည်ထောက်ပံ့နာတွေကိုလုံးဝမလုံဆောင်ကြဖို့တတိပေးလာတယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့င်းကတော့ UNG ရဲ့ဆိုရအနေနဲ့ဒေတာအလိုက် ထွက်ပေါ်လာတဲ့နိုင်ငံရေးစီမံတွေကို အားပေးထောက်ခံပြီးကဏ္ဍအသီးသီးမှာပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG အနေနဲ့လဲဒေသအလိုက်ပေါ်ထွက်လာမယ်။နိုင်ငံရေးအစီအမံတွေကိုအစဉ်အမြဲထောက်ခံအားပေးနေမှာဖြစ်တယ်လို့လိုအပ်တဲ့ကဏ္ဍအသီးသီးမှာပူးပေါင်းဆောင်ရွက်သွားဖို့အတွက်လဲအစဉ်သင့်ရှိနေပါတယ်။ဒီလိုဒေသအဆင့်စုပွဲမှုတွေဟာနောက်တစ်ချိန်မှာတည်ဆောက်မယ်။ Federal Democracy ပြည်တော်စုအတွက်ခိုင်မာတဲ့အုတ်မြစ်တွေဖြစ်လာမယ်အတွက် အန်ယူဂျီအစိုးရအနေနဲ့ဝမ်းမြောက်ဂုဏ်ယူစွာပူပေါင်းပါဝင်သွားမယ်ဆိုတဲ့အကြောင်းကိုမန္တလေးဒေသပြည်သူတော်လှန်အင်အားစုတွေပေါက်ဆက်ညီညွတ်မှုစင်ကြံပထမအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့တာပါမန္တလေးဒေသကခေါင်းဆောင်တွေပြည်သူတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာမျှော်မှန်းထားတဲ့အနာဂတ်ကိုဖန်တီးပုံဖော်နေတာဖြစ်ပါတယ်မန္တလေးဒေသပြည်သူတော်လှန်ရေးအင်အားစုတွေပေါက်ဆက်ညှိနှိုင်းမှုစင်ကြံအား မန္တလေးဒေသရဲ့အနာဂတ်အတွက် တောက်ပတဲ့အလင်းရောင်တစ်ခုဖြစ်လာကစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရင်းတော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးရရှိပါစေလို့ဝန်ကြီးချုပ်ကဆက်လက်ပြောထားပါတယ်။2023ခုနှစ်နှစ်လယ်ပိုင်းကနေစပြီးမန္တလေးဒေသကခေါင်းဆောင်တွေဟာကြားကာလအစီအမံတစ်ခုပေါ်ပေါက်လာစေဖို့အတွက် Federal Democracy ပြည်ညင်ကို အခြေခံကတိုင်ပင်ညှိနှိုင်းမှုတွေပြုလုပ်တာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်ဘက်ကိုကြည်အောင်ပါရခိုင်ပြည်မင်းပြမြို့နယ်မှာဩဂတ်စ်လအတွင်းငွေကျပ်3600ကျော်တန်ဖိုးရှိတဲ့မူရစ်ဈေးဝါတွေဖန်စီရမိခဲ့တယ်ဆိုတာကိုအရခတ်တတော်အေအေရဲတပ်ဖွဲ့စီကနေသိရပါတယ်အဲ့လိုမူရစ်ဈေးဝါပေါင်းစုံတွေကိုဖန်စီရမိခဲ့ပြီးရောင်းချသူနဲ့ဝယ်ယူသုံးဆသူတွေကိုလည်းဖန်စီထားတယ်လို့အေအေရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ဩဂတ်စ်လ9ရက်နေ့ညကလည်းမင်းပြမြို့နယ်မင်းရွာမှာ မူရင်စေဝါရောင်းချနေတဲ့လင်မယားနှစ်ဦးနဲ့အတူမူရင်စေဝါတတော်များများကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ29ရက်နေ့နဲ့28ရက်နေ့ကလည်းမင်းပြမျိုးဥက္ကပြန်ရက်ွက်မှာ WY အလုံး60စေကြောက်တွင်နဲ့အတူရောင်းဝယ်ဖြန်ဖြူသုံးဆွဲသူ၈ဦးကိုလည်းဖမ်းဆီးခဲ့ပြီးဩဂတ်စ31ရက်နေ့မှာတော့မင်းပြမျိုးနဲ့ခေါင်းလောင်ကြီးရွာဟောင်းက WY အလုံးသသောင်းနဲ့အတူရောင်းဝယ်ဖြန့်ပြူးသူနှစ်ဦးကိုဖမ်းဆီးရမိခဲ့ပါသေးတယ်။မူရစေဝါရောင်းဝယ်ဖြန့်ပြူးသူတွေကိုအရခတ်တတော် AA ရဲတပ်ဖွဲ့ကမူရစေဝါတားဆီးရေးဥပဒေပုံမှန်တွေနဲ့အမှုဖွင့်လှစ်ထားပြီးသုံးဆွဲသူတွေကိုတော့ပုံမှန်27နဲ့အမှုဖွင့်လှစ်အရေးယူထားတယ်လို့သိရပါတယ်။ရတဲ့တောင်ရန်ပြေကြောက်တော်စတဲ့ဒေသတွေအပါအဝင်ရခိုင်ပြည်မြို့နယ်တချို့မှာလောင်ကစားဝိုင်းတွေခြေတိုင်တွေဖွင့်လှစ်လုပ်ကင်နေကြတာကြောင့် တဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ကိုလည်းလိုအပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။ကရင်မျိုးသားစီယုံ KNU ဘက်ကနေထုတ်ပြန်ခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်အောင်ပါ။ကရင်မျိုးသားစီယုံ KNU ကလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကာကွယ်တားဆီးရင်းနဲ့ကြားမခွဲခြားဆက်ဆံမှုပပျောက်ရင်းနဲ့ပတ်သက်တဲ့ဂတိကဝတ်တွေကိုစတင်မာလာတရက်နေမှာထုတ်ပြန်လိုက်ပါတယ် KNU တရင်တပ်ဖွဲ့တွေအနေနဲ့လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်တားဆီးရေးနဲ့ကြားမခွဲခြားဆက်ဆံမှုပပျောက်ရေးကတိကဝတ်တွေကို KNU တရင်တပ်ဖွဲ့အားလုံးလိုက်နာဖို့ညွှန်ကြားထားတယ်လို့လေ KNU ပြောခွင့်ရဗဒိုစော်တော်နီးကပြောပါတယ်။ကရင်မျိုးသားစီယုံ KNU အားလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးရေးနဲ့ကြားမခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ပတ်သက်တဲ့ကတိကဝတ်ပြုလွှာကိုဂျနီဗာကောအဖွဲ့အစည်းနဲ့2013ခုနှစ် ဇူလိုင်21ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အခုလိုလက်မှတ်ရေးထိုးပြီး12နှစ်အကြာမှာတော့2025ခုနှစ်စက်တင်ဘာ1ရက်နေ့မှာဂတိကဝတ်တန်ဋိဌာန်ကိုထပ်လောင်းအတည်ပြုပြီးလိုင်းနာဆောင်ထိန်ဖို့ထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။ဒီဂတိကဝတ်ကို KNU မှာရှိတဲ့တပ်ဗိုလ်တပ်မှုတွေနဲ့ဝန်ထမ်းတွေအားလုံးကိုညွှန်ကြားလိုက်တာလို့ KNU ပြောခွင့်ရဘဒိုစော်တော်နီကပြောပါတယ်။ ဒီကရီပြူလာရ KNU အာနာတက်ရောက်တဲ့အုတ်ချုပ်နယ်မြေတွေမှာဖြစ်ပွားတဲ့လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအလုံးကိုကာကွယ်တားဆီးဖို့အကျဉ်းချနေသူတွေနဲ့အယက်သားတွေကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကနေကာကွယ်တားဆီးဖို့အတွက်တက်ရောက်မှာဖြစ်တယ်လို့လဲ KNU ကထုတ်ပြန်ထားပါတယ်။ဒါအပြင်လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားခဲ့ရသူတွေကိုစေဘတ်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဥပဒေရေးရာ လူမှုရေးအကူအညီတွေရရှိစေဖို့အတွက် အကူအညီပေးရသွားဖို့အစီအစဉ်တွေလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပုံမြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကို အကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့နှစ်ရက်ဆက်တိုက်ဘုံ60ကျော်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ မနေ့ကစတင်မာလာ၂ရက်နေ့မှာပေါ့မြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုတတအူးလေတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဝိုင်းတွဲဘုံကျဲလေရင်ကမနေ့6နာရီခန့်ကနေစတင်ပြီးမနေ့9နာရီအထိကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပေါ့မြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးထိခိုက်မှုအခြေအနေကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ ဒီလိုမျိုးပဲပြီးခဲ့တဲ့ဩဂတ်လ31ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကပုံမြုံနယ်အရှေ့ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုဝိုင်းတွဲလေရင်နဲ့6ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ1ရက်နေ့ညနေ9နာရီခန့်ကလည်းအကြမ်းဖက်စစ်တပ်ရဲ့ဝိုင်းတွဲလေရင်ကပုံမြုံနယ်အရှေ့ကျမ်းမှာရှိတဲ့ကျေးရွာတွေကိုဘုံ35လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ရိခါပုတ်စစ်ကြောင်းကလည်း ်ပေါင်းမြို့နယ်အတွင်းကနေစိတ်ပြူမြို့နယ်အတွင်းကိုထွက်ခွာနေပြီးအဲ့ဒီစစ်ကြောင်းမှာကားအစီးတရာကျော်ပါဝင်နေတယ်လို့သိရပါတယ်ရှင်စကိုင်းနိုင်ဘက်မှာတော့စကိုင်းနိုင်ရေဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့မြို့ပေါ်စစ်ဆေးရေးဂိတ်ကို၃ချိန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ YU Freedom Communist YFC ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရင် ဩဂတ်စ25ရက်နေ့မနက်၈နာရီခန့်အချိန်မှာရေဦးမြို့နယ်ရွာသားလေးကျေးရွာကိုစစ်ကြောထိုးလာတဲ့အင်အား40ခန့်ပါတဲ့စစ်တပ်စစ်ကြောကိုတော်လန်ရေးတပ်တွေက drone နဲ့ဘုံသုံးခြင်းကြဲချတိုက်ခိုက်ခဲ့တာကြောင့်ရေဦးမြို့တဲကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်စ26ရက်နေ့နေ့လယ်2နာရီခန့်အချိန်ကလည်းရေဦးမြို့တောင်ဘက်အထက်တန်လန်းအနီးမှာ လက်နက်ကြီးတွေလာရောက်တပ်ဆင်တဲ့စစ်သားတွေကိုလည်း drone နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါအပြင်ဩဂုတ်လ30ရက်နေ့မနက်7:00နာရီကအချိန်ကလည်းရေဦးမြို့အဝင်ကကြာဖူးအဝိုင်းစစ်စေးရေးဂိတ်နီးမှာရှိတဲ့စစ်သားတွေကိုလည်း drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှု တွေအတွင်းမှာအကြမ်းဖက်စစ်တပ်ကတေဆုံးမှုအရေအတွက်ကိုအတိမပြုနိုင်သေးပေ လေးဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့တော်လာရေးရဲဘော်တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့ရွှေဘိုခရိုင်နဲ့ငါမင်းသောမဟူရကျွဲရန်ရေဦးပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့အီဂချိုင်ဘန်ဘောဆက်ချုပ်ရုံမှာလုက္ကင်ခဲ့တဲ့ မြမအလုတ်သမား14ဦးဟာလောက်ခလာစာအပြည့်မရတဲ့အပြင်အလုတ်ထွက်ချိန်မှာလဲအလုတ်လုတ်ခွင့်စာရွက်စာတန်းတွေသိမ်းဆီးခံထားရတာကြောင့်ကြံရှိနေတဲ့လောက်ခလာစာတွေနဲ့စာရွက်စာတန်းတွေရရှိဖို့လှုံ့ဆော်နေတယ်လို့ WAG အလုတ်သမားမဟာမိတ်အဖွဲ့ရဲ့ကိုမုံတိုင်းကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်အလုတ်သမားတွေဟာအဲ့ဒီဆက်ချုပ်ယုံမှာအလုတ်လုတ်နေတာကတနစ်ကြော်ကန်ရှိပေမဲ့ အလုတ်လာစာမမှန်တဲ့အပြင်ခွန်လလာပိုင်းကနေစပြီး၈လပိုင်း23ရက်နေ့အထိလိုအားကတဝက်စာပဲထုတ်ပေးရကြောင်းအလုတ်သမား14ဦးဟာအလုတ်ထွက်ခဲ့ပေမဲ့လေအလုတ်ရှင်ကကြံနေတဲ့လစာစုစုပေါင်းဘန်းငွေ8000ကျော်နဲ့ပန်းရောင်ကက်ကိုထုတ်မပေးဘူးလို့သိရပါတယ်အလုတ်ရှင်ဟာမြန်မာလူမျိုးဖြစ်ပြီး သူကအလုတ်သမားတွေရဲ့စာရွက်စာတန်းတွေကိုတင်စီထားခွင့်မရှိပဲတင်စီထားတဲ့အပြင်လောက်ခလာစာတွေကိုလည်းအပြည့်အဝမပေးဘူးလို့သိရပါတယ် အလုံသမားတွေကအထောက်ထားတွေတင်းစီခံထားရတာကြောင့်အလုံတလဲရှာဖွေမရဖြစ်နေကြတယ်လို့ WAG အလုံသမားမဟာမိတ်အဖွဲ့အစည်းကနေသိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။